နော်ကဲလူကြီးမိဘဆရာသမားစီမှာမိတ်ဆွေအပေါင်းအသင်းစီမှာစတဲ့ဖြစ်ပေါ့တနေရရမှာငွေကြေးအကူအညီပဲဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်တဲ့အကူအညီပဲဖြစ်ဖြစ်လူမှုရေးအကူအညီပဲဖြစ်ဖြစ်ဂျာမားရေးစီးပွားရေးအကူအညီပဲပညာရေးအကူအညီပဲဖြစ်ဖြစ်စတဲ့ဖြစ်အကူအညီတောင်းဖို့လိုအပ်တဲ့အခါမှာရွတ်ရမယ်ကံပိဒအတန်တဲ့ကဲအတန်ကလည်းနည်းရည်ကျင်စရာလိုလိုပဲအလွန်အလွန်ဆိုပြီးရွတ်ရမှာဖြစ်ပါတယ်အလွန်အလွန် A L O N ပေါ့နော် အလွန်အလွန် အဲ့အလွန်အလွန်ဆိုတာနှလုံးတွဲကိုတခေါက်ပေါ့နော်ဘယ်နှကြိမ်ရုပ်ရမလဲဆိုတော့28ခေါက်အလွန်အလွန်တခေါက်အလွန်အလွန်နှစ်ခေါက်အလွန်အလွန်သုံးခေါက်အလွန်အလွန်လေးခေါက်အဲ့ဒါမျိုး28ခေါက်ရုပ်ရမှာဖြစ်ပါတယ်ဆိုတော့ဘာမှလည်းခက်ရခဲ့ကြတော့မဟုတ်ပါဘူးသို့တော့အန်အောစရာကောင်းတော့ဆွမ်းထက်ပါတယ်ဒီဂမ်ဘီရအတန်လေးတွေရဲ့အစွမ်းကိုကိုယ်တိုင်အကျိုးထူးမှုတဲ့မိတ်ဆွေများလဲအများကြီးရှိမှာပါနော်အဲ့တော့ အခုအညီလိုအပ်တဲ့အခါမှာရုပ်ဖို့ကအလွန်အလွန်28ခေါက်ရုပ်မယ်ပြီးမှကိုကူညီလိုချင်တဲ့ကိစ္စကိုဆူတောင်းဖို့ဖြစ်ပါတယ်ဆူတောင်းတော့အရေးကြီးတယ်နော်ကိုကိုအခုညီတောင်းချင်တဲ့အခုညီရချင်တဲ့ကိစ္စကိုတကယ်စိတ်အာရုံနဲ့မှမြင်ရောက်ပြီးတော့ဘယ်ကိစ္စ အနေနဲ့ရရကရွှေစကားမိတ်ဆွေပြိတ္တအားလုံးကိုစိတ်နှဖျားကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်မှုနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျူပါနာမှုနိုင်ကြပါစေ။ဘေးပြာအပေါင်းကနေဝေးကွာအောင်လဲပဲကိုစီကိုစီရွက်ဆောင်တော်မှုနိုင်ကြပါစေလို့မြတ်တာဘုရားနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။2025ခုဂျွန်လအတွက်ကလာတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ကဲဂျွန်လဆိုတာကျွန်တော်မြန်မာတို့အတွက် ရွှေမိုးငွေမိုးယူအားသုံးဖြိုးတဲ့ကာလဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်အဘမင်းသိန်ခါရဲ့ကဲမွေးလအခါသမယားလည်းဖြစ်ပါတယ်ခမရေဦးစွာကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအားလုံးမတူးမဆိုးအရေးကြုံရင်ကြုံတယ်လို့ကိုတိုင်ကိုကြအလွယ်တကူအသုံးချလို့ရနိုင်မယ်ဂမ်ဘီယာလက်ဆောင်စကားလေးပါလိုက်ချင်ပါတယ်ကျွန်တော်တို့ဗမင်းနေခါကျွန်တော်တို့အသင်ပေးသွားတဲ့ပညာတွေထဲမှာအင်မတန်မှလွယ်ကူပြီးတော့အံ့ဩစရာကောင်းလောက်အောင်အစွမ်းထက်တဲ့ ဂံဗီရအတန်တွေဆိုတာရှိပါတယ်။ဥမာဆိုပါတော့ငွေကြီးကိစ္စအတွက်ဆိုရင် train car train car ဆိုတာကိုယူရတယ်။ပစ္စည်းတစ်ခုခုပျောက်လို့ရှာခြင်းရယ်။ယာနိုးယာနိုးဆိုတာယူရတယ်ဆိုတာမျိုးလေးတွေကျွန်တော်တို့မနှုံးမရကြနဲ့မလေးတင်ဆက်ဘူးတယ်။ကဲ line ပေါ်မှာလည်းပဲကျွန်တော်တို့စာနဲ့ no video file နဲ့ရေးကြပြောကြဘူးတယ်ပေါ့။အခုပြောချင်တာကတော့တစုံတယောက်စီမှာတစုံတရာသွားပြီးတော့အခုအညီတောင်းဖို့လိုအပ်တဲ့အခါမှာ အဆင်ပြေဖို့ပေါ့နော်ကလူကြီးမိဘဆရာသမားစီမှာမိတ်ဆွေအပေါင်းအသင်းစီမှာစတဲ့ဖြစ်ပေါ့တနေရရာမှာငွေကြေးအကူအညီပဲဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်တဲ့အကူအညီပဲဖြစ်ဖြစ်လူမှုရေးအကူအညီပဲဖြစ်ဖြစ်ဂျာမားရေးစီးပွားရေးအကူအညီပဲပညာရေးအကူအညီပဲဖြစ်ဖြစ်စတဲ့ဖြစ်အကူအညီတောင်းဖို့လိုအပ်တဲ့အခါမှာရွတ်ရမယ်ကံပိဒအတန်တဲ့ကဲအတန်ကလည်းနည်းနည်းကြီးကျင်စရာလိုလိုပဲအလွန်အလွန်ဆိုပြီးရွတ်ရမှာဖြစ်ပါတယ်အလွန်အလွန် A L O N ပေါ့နော် အလွန်အလွန် အဲ့အလွန်အလွန်ဆိုတာနှလုံးတွဲကိုတစ်ခေါက်ပေါ့နော်ဘယ်နှကြိမ်ရောက်ရမလဲဆိုတော့28ခါအလွန်အလွန်တစ်ခေါက်အလွန်အလွန်နှစ်ခေါက်အလွန်အလွန်သုံးခေါက်အလွန်အလွန်လေးခေါက်အဲ့ဒါမျိုး28ခေါက်ရောက်ရမှာဖြစ်ပါတယ်ဆိုတော့ဘာမှလည်းခက်ရခဲ့တဲ့တော့မဟုတ်ပါဘူးသို့တော့အံ့ဩစရာကောင်းတော့အစွမ်းထက်ပါတယ်ဒီဂမ်ဘီရာအတန်လေးတွေရဲ့အစွမ်းကိုကိုယ်တိုင်အကျိုးထူးမှုတဲ့မိတ်ဆွေများလဲအများကြီးရှိမှာပါနော်အဲ့တော့ အကူအညီလိုအပ်တဲ့အခါမှာရုပ်ဖို့ကအလွန်အလွန်28ခေါက်ရုပ်မယ်ပြီးမှကို့ကူညီလိုချင်တဲ့ကိစ္စကိုဆူတောင်းမှုဖြစ်ပါတယ်ဆူတောင်းတော့အရေးကြီးတယ်နော်ကိုကိုအကူအညီတောင်းချင်တဲ့အကူအညီရချင်တဲ့ကိစ္စကိုတကယ်စိတ်အာရုံနဲ့မှမြင်ရောက်ပြီးတော့ဘယ်ကိစ္စမှာဘယ်သူဘယ်သူကဘယ်လိုဘယ်လိုကူညီပါစေဘယ်လိုဘယ်လိုပံ့ပိုးပါစေဘယ်လိုအကူအညီကောင်းရပါစေဘယ်သူဘယ်သူတွေကမနှောက်ယှက်ပါစေနဲ့အဲနော်ဘယ်လိုအခြေအနေကောင်းတွေကြုံပါစေ ဘလို့ဘလို့အခြေအနေတွေမကြုံပါစေနဲ့စသဖြင့်အသေးစိတ်ပြည့်စုံအောင်ဆူတောင်းဖို့ဖြစ်ပါတယ်နော်အဲ့တော့ကိုယ်ဆူတောင်းကမပြည့်စုံရင်တော့ရေရာကစွန့်ညင်တောင်မှပဲဘယ်နေရာလာပြီးဘလို့စွန့်မှမသိတဲ့အတွက်ရွာကျွတ်နတ်မှာမဟုတ်ပါဘူးဒါကြောင့်ပြောရမယ်ဆိုရင်တော့ရေရာတဲ့ဆူတောင်းကအရေးကြီးတယ်နော်ဆူတောင်းကအရေးကြီးတယ်ဆူတောင်းဆိုတာကိုယ်လိမ့်စာလိုပဲပေါ့ဟုတ်လားဟာပတ်စံလိုချင်လို့ပါဆိုပြီးတော့မှကျွန်တော်စီလာဖို့ပေးပါဆိုအဲ့ကျွန်တော်ကဘယ်သူဘယ်နေရာလိုက်ဖို့အမှန်မသိရင်ဘယ်လိုလာဖို့အမှန်မသိပါဘူး အတိမှမဟုတ်ဘူးအဲ့တော့အတိအကျလမ်းညွှန်ဖို့လိုအပ်တယ်လို့မျိုးဆူတောင်းလဲအတိအကျဆူတောင်းမှုဖြစ်ပါတယ်အဲ့ဒီအတိုင်းတော့ထပ်ခါတဲလဲလဲလုံထင်တာလို့ရအောင်အရေးကြီးရင်ကြည့်တယ်လို့ဘယ်နေ့ဘယ်အချိန်မဆိုဘယ်နေရာပဲရောက်ရောက်အခုအရေးကြီးရင်ကုလို့လို့ရပြီအခုညီလိုအပ်ရင် alone 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 နေဆက်ရခောက်ယွဆူတောင်းကဲအဲ့ဒါလေးပြုလုပ်ပြီးတော့ကျွန်တော်မိတ်ဆွေများကံရဲ့အပမိုးရရှိကြပါစေကိုလည်းစူးစမ်းရရှိတယ်တော့စူးစမ်းမှာပေါ့ ဒါလေးကကံရဲ့အပန့်ပိုးဖြစ်စီပါလိမ့်မယ်လို့ကံပီတာလက်ဆောင်လေးပါလိုက်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုဂိမ်းမျိုးဟောတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်ကံစကောင်းတဲ့အချိန်ကံတကားတွေပွင့်တဲ့အချိန်ရောက်လာတာ မီးပြက်နေရကနေမီးလာတဲ့အချိန်မှာပျော်သွားတယ်လို့မျိုးကျွန်တော်မိတ်ဆွေတင်းငွေသားသမီးများကံကြမ္မာမှောင်အတိကျနေတာကနေပြီးတော့ကံကြမ္မာလင်းငနေကဲပွင့်လင်းတဲ့အချိန်တော့ရောက်ပါပြီအဲ့တော့ဝန်သားစရာကြီးသာမျှော်တာပြီးတော့ကိုကိုမုံ့လှပါတယ်ဆိုတဲ့သူတွေကတော့ပြန်ပြီးပြုံးပြလာလိမ့်မယ်မခေါ်ခြင်းမပြောခြင်းပါဘူးဆိုတဲ့သူတွေကအမလီခေါ်ခြင်းပြောခြင်းကြွေးခြင်းမွေးခြင်းဖြစ်လာပါလိမ့်မယ်ဆုံးပြီလို့အောင်းမိထားတဲ့ငွေတွေပစ္စည်းတွေပြောင်းဝင်လာတဲ့ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလို့ပေါ်ကံပဲတွေနဲ့ ပြန်လဲဆုံးစီရတတ်တယ်။အကြောင်းကြောင့်ခက်ခဲထင်းကိုကြံ့ကြာပိတ်ဆို့နေခဲ့တော့ထင်းကိုနေတော့လုပ်ငန်းဟောင်းတွေရည်ရွယ်ချက်ဟောင်းတွေအစီအစဉ်ဟောင်းတွေပြန်ပြီးတော့စူးစမ်းဖို့လေအချိန်တွေခွလန်းကောင်းတွေပေါ်ပေါက်လာပါလိမ့်မယ်။ကဲအဲ့တော့ကံတကားကတော့ပွင့်ပြီတင်းနေသားပြီးမိတ်ဆွေများဘီရင်စရာပြောတိုင်းဟာချက်လောင်းဆိုပြီးတော့မဖြစ်ဘူးပေါ့နော်ကိုဘက်ကစူးစမ်းပြီးတော့အထူးသဖြင့်ဒီလိုကိန်းမျိုးမှာလေရွှေတို့ရတနာပစ္စည်းလက်ဝတ်လက်စားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအလှကုန်အလှပြင်ဆိုင်အမှုပညာအလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ဝက်ဝါလှေလှဲလက်ဖက်လက်ဖက်ဤဆိုင်အဲ့ဒါမျိုးတွေပို့ပြီးတော့အောင်မြင်နိုင်ပါတယ်သာသမီအောက်လက်ငယ်သားတပိတပန်းအလုသမားနဲ့ပတ်သက်တဲ့ရွေချက်တွေအောင်မြင်တတ်တယ်မိမိဥဆောင်ပတ်သက်ပြီးတော့အလှမင်္ဂလာပေါ်လန်တပင်းတွေပြုလုပ်ရတတ်တယ်ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရွေချက်အစီအစဉ်အိမ်အဆောက်အဦနေရာထိုင်ခင်းအလုနေရာအိမ်နေရာနဲ့ပတ်သက်တဲ့ရွေချက်အစီအစဉ်ရွှေရတနာပစ္စည်းလက်ဝက်လက်စားအစီအစဉ်များအောင်မြင်နိုင်သောဂိမ်းဖြစ်ပါတယ်ဒီလိုဂိမ်းမျိုးမှာစတူကိစ္စစာချုပ်စာတမ်းစင်စရာကိစ္စလေးတွေတော့လည်းလေးတရိတာ ကဲအဲ့တော့တနင်္ဂနွေသားသမီးတွေဒီတလတာမှာလေအရေးကြီးတဲ့ကိစ္စကြီးကြီးမားမားရှိတဲ့နေမျိုးတွေမှာကံရဲ့အပံမိုးရဖို့ဆိုရင်အဖြူရောင်တို့ငွေရောင်တို့မိခိုးရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ထမင်းစားတဲ့ဇွန်ခင်းကခရင်လေးတစ်ချောင်းထမင်းစားတဲ့ခရင်လေးနဲ့ရောင်ရင်းတဲ့ပစ္စည်းမှန်လားမြဆိုင်ခင်းပြီးတော့ပဲရောင်တာပြပြအိမ်ရောင်ချမ်းရောင်ကားရောင်နွားရောင်ကြက်ရောင်ငှက်ရောင်ဆက်ရောင်ဆိုင်ရောင်ပဲဖြစ်ဖြစ်ရောင်ရင်းတဲ့ပစ္စည်းမှန်လားမြ ။နောက်လုပ်ငန်းသုံးပစ္စည်းမှန်သမျှကိုယ်အလုပ်ယုံဆက်ယုံဆက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းတွေဟလာအလုပ်လုပ်နေတဲ့ကားတွေဆိုင်ကယ်တွေဇပိန်တွေနော်အလုပ်အပစ္စည်းတွေကိုခရင်လေးတစ်ချောင်းနဲ့ခောက်တို့ပြီးတော့ခောက်နော်တို့မယ်ခောက်မယ်အဲ့ဒါလေးလုပ်ပြီးတော့ရောင်းမဖို့ဘာနေပွင့်ကြပါစေလုပ်ငန်းဆောင်တာတွေတိုးတက်ကြပါစေဒီတလတာမှာကိုယ့်အတွက်ကံကောင်းလက်ရွှင်စီမဲ့နံပါတ်တွေကဏ္ဍတွေကကဲအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဈေးစကားတွေတတ်မှတ်မယ်အချိန်အချက်ဘယ်နေ့ဘယ်နာရီချိန်မလဲဆိုရင် လေးကနန်းခုံကနန်းတွေဟာကို့အတွက်ကံကောင်းလက်ရွှင်စီပါလိမ့်မယ်။ကဲဒီလိုကင်းမျိုးမှာတနင်္ဂနွေသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းအញ្ញံခိုက်တွေကြောပပပြပြအောင်ဆိုရင်အရေးကြီးတဲ့ကိစ္စကြီးကြီးမားမားဆောင်ရွက်စရာရှိတဲ့နေမျိုးကြရင်ကော်ရီခောက်ဆွဲမြတ်စွာဘုရားမှာပဲလှူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒီကုသိုလ်လေးပြုပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေများကံပွင့်ကံမြင့်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျူပန်းအောင်မူနိုင်ကြပါစေခင်ဗျာ။